မင်္ဂလာပါခင်ဗျာ Strap Free Zone Audio Book Channel ရဲ့နေကြိုဆိုပါရယ်ပြီးခဲ့တဲ့ရက်က ရေပြိုင်မှမော်အောင်ရုပ်ဆိုတဲ့ဇာတ်လမ်းလေးကိုတက်ဆက်ပေးပြီးတော့ဒီတစ်ခေါက်တော့ဆရာမမတ်ဝင်းမြေရဲ့ရေပြိုင်မှဇာတ်လမ်းများစာအုပ်ထဲကနောက်ထပ်ရေပြိုင်မှဥစယူဆိုတဲ့ဇာတ်လမ်းလေးကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်ရေပြိုင်မှဥစယူ ဒုစရအောင်ဖွဲ့ကောင်းလာသောလောကီပညာအတက်ဖြင့်စီရင်ထားသောမောအောင်နေသည့်အယုတ်ကလေးကစောရအလုတ်ဖြင့်ရှာဖွေကျွေးမွေးသောအဖိုးတန်ဆိုင်ရာတွေကိုမမောခင်တွေ့ခြင်းလူချင်းလောဘတတ်မှတ်ခြင်းလုံးဝမရှိဘဲတစ္ဆာရှိသောဥစ္စာရှင်တွေကိုပြန်ပေးနေသောသူတော်ကောင်းကြီးဦးစီရာဤစိတ်တဘောသားကိုမခင်ရွှေကချီချီအံ့ဩ၍မဆုံးနိုင်အောင်ဖြစ်နေသောအခါအဖွားကြီးကပြုံး၍ဦးစီရာကသူများဥစ္စာကိုသာမမမောပဲတစ္ဆာရှိတာမဟုတ်ဘူးဆရာမလေး သူ့ပစ္စည်းကိုလည်းခင်တွယ်မှုနေပါတယ်။စူးစမ်းလှုပ်လှုပ်ရတဲ့ငွေကြီးတွေကိုတပတ်သားမှအကြောင်းကိစ္စရှိလာရင်အကြက်တဲကိစ္စကြုံလာရင်ရရရရထုတ်ပေးကူညီတတ်တယ်ကွ။တကယ်သူတို့ကောင်းဆက်ပဲဆရာမလေးရဲ့။ဒါကြောင့်လဲဟိုရုပ်လေးကသူတို့ကောင်းဖြစ်တဲ့ဦးစီရလိုလူမျိုးလက်ထက်ရောက်တာပေါ့နော်ဖွားဖွား။လောဘကြီးရဲ့လူယုံမှမျိုးလက်ထက်ရောက်သွားရင်ဒီရုပ်ကလေးဆရာတပည့်ခိုးနေတာနဲ့လူတွေမွဲကုန်တော့မှာပဲ။ဟုတ်တယ်ဆရာမလေး။ဖျားငုတ်တို့ဇီဒီအိုကိုရှင်းလင်းကြစဉ်က ကိုရွှေအိုးတို့ပါတဘော့ဦးစီယာကစူးချုံကြီးကိုပင်ပန်းမှန်းရှင်းနေတာကြီးပြီးဒီလူနဲ့မိုက်လို့သာအမောခံပင်ပန်းခံရှင်းနေတာလို့တောင်ပြောလိုက်သေးတာနောက်မှဦးစီယာကအယုတ်ကလေးကိုမီးနဲ့ရှိုးပြီးဖွင့်ပြောမှတောက်တခေါက်ခေါက်ဖြစ်နေတယ်လို့သူ့အိမ်ကနွားချောင်းသားလေးကချောင်းကြည့်ပြီးရှောက်ပြောပြလို့ဒုံများလဲကြားကြရတာအဲ့ဒီအယုတ်ကလေးများဥရွှေကိုလက်ထဲရောက်သွားရင်လားဘာပြောကောင်းမလဲမင်းကလေးရေဘွားကြီးစကားကြောင့်မခင်ရှိကမီးလိုက်သည် ဒီဥရွှေဆိုတဲ့လူကလူဆိုးလားတခုလားဖဖလူဆိုးလည်းမဟုတ်ဘူးတခုလည်းမဟုတ်ဘူးဒါပေမဲ့အလိုလောဘအင်မတန်ကြီးတဲ့သူမိန်းကလေးရဲ့ပစံချမ်းသာတလောက်ကစီနေညောင်မြင်တက်တယ်စည်စနာခန်းနေသူ့လက်ထက်ရောက်သွားပြီးသားငွေဟာဘာအချောင်းနဲ့မှအပြင်ကို ပြန်မထွက်တော့ပစံကိုစပားပြီးနဲ့ချီရဲငွေတူးနဲ့ချီရဲသူယူတဲ့စပားတော့ငွေတူးကကြောက်စရာတောင်ကောင်းပြီဒါပေမဲ့ မရှိဆင်းရဲတဲ့လူတွေကတော့သူနဲ့မကင်းကြဘူးပေါ့ဒီရွာမှာကိုရွှေအိုးဟာနာမည်နဲ့လိုက်အောင်ရွှေကိုအိုးနဲ့ထည့်ထားနိုင်အောင်ချမ်းသာတဲ့လူတစ်ယောက်ပဲကွတလောက်ချမ်းသာတာများမော်အောင်ရဲ့စောရရုပ်ကိုတောင်းတနေသေးလားဖွားရဲ့သူကအလူလောပါကြီးရဲ့လူပါဆိုနေဥစီရရဲ့ဒီရုပ်ကြောင့်တည်ရဲဆိုချက်ချင်းပဲပြေးလာတာအေးရေစရာတော့အကောင်းသားကွယ်အရုပ်ကိုမီးရှို့တဲ့ပြလေးနည်းနည်းလောက်မကြံတော့ဘူးလို့တောင်မီးတယ်လို့ကြားတယ်ပြကိုသူကဘာလို့မို့လဲဖွား ဆွမ်းလို့ဆွမ်းညာတခုခုစီရင်မယ်နဲ့တူပါရဲ့ပြာကိုသူစီရင်တော့ဆွမ်းသွားလာအောင်မဦးစီရတော့ကလှင်လိုက်တာမှအရုပ်ကိုမီးရှို့ပြချတာတော့ပြတယ်ပဲဟုတ်မလဲမီးရှို့တဲ့နေရာကမီးရှူးတွေကိုတော့အကုန်ပေါက်တူးနဲ့တိတ်ချပေါက်ယူသွားပြီးဆီယာမာလေးတို့ရွာကိုလာကြတော့ချောင်းတစ်ခုကိုဖျက်လာကြတာမဟုတ်လားဘွားကြီးကစကားအဆမတက်သေးပဲမခင်ရွှေကိုမေးလိုက်သည်ဟုတ်တယ်ပပချောင်းကိုဖျက်ခူးတဲ့မော်တော်ကားသရကတော်တော်ကြီးတယ်ချောင်းကအကျယ်ကြီးပဲရေတော်တော်နဲ့တယ်ပြောတယ် ေးဦးဇီယာကအခုတင်ကမီးရှူထားတဲ့ပြာတွေရောမီးရှူတဲ့နေရာကမြေကြီးတွေရောပေါက်တူးနဲ့တိတိကျကျပေါက်ယူဂုံနဲ့ဥတဲထည့်ပြီးအဲ့ဒီမော်တော်ကားတသားအထိထမ်းယူသွားပြီးတော့မှတံတားပေါ်ကနေချောင်းလေတက်တက်ကိုတွန်ချလိုက်တယ်လေဖွာကြီးစကားချောင်းမခင်ရွှေရရဲပြီးကောင်းတယ်ချီရပြောက်သွားတာပေါ့ဟုပြောလိုက်၏တိတ်ကောင်းတာပေါ့ဆရာမလေးရဲ့အဖွာကြီးကပါဖြည့်ဆွတ်လိုက်သည်ဥရွှေဦးဆိုတာစိတ်မဆိုးဘူးလားသူစိတ်ထဲမှာတော့စိတ်ဆိုးမလားမသိပါဘူး လူတိခံစိတ်ဆိုးဝင်တော့သူများပြစ်စီလိုချင်တာလူတိကုံသူပဲကောင်းတော့မလဲသူ့မယားတွေကရောသူ့လိုပဲကက်စီနေကြတာပဲလားပပွားဘခင်ရှိကမေးတော့ခါသူ့အနာတွင်လက်ဖေးချမ်းတောက်ပြီးညင်တက်စွာထိုင်ကအဖွားကြီးနဲ့မခင်ရွှေစကားကိုနားထောင်နေတော့အဖွားကြီးသမီးကအားရပါးရရဲလိုက်သည်ဒီဥရှိယိုးဆိုတဲ့လူကြီးကြောင့်ပြောလိုက်ပါအောင်မေရဲ့ဆရာမလေးအဖို့ရေပြအိုင်းနဲ့ပတ်သက်ပြီးမှတ်တမ်းတစ်ခုရသွားပြန်တာပေါ့ဒီဥရှိယိုးအကြောင်းကတော့ပြောစရာရှိနေသေးလားပေါ့ပွား ။မခင်ရွှေကစိတ်ဝင်စားစွာမေးလိုက်သည်။အေးကွယ်ဆရာမလေးမချင်မှအဖွားပြောပြမယ်။မခင်ရွှေသည်ဖွားကြည့်ပြောသောဥရွှေအချောင်းကိုစိတ်ဝင်စားစွာနားဆွန့်လိုက်သည်။ဟုတ်ကဲ့ပြောပါဖွားဖွား။ဥရွှေတို့ကဘိုးစင်ပေါင်းဆက်ချမ်းသာလာကြသောကြီးရတဲ့မျိုးဖြစ်သည်။ဥရွှေတို့နှင့်တမိတဲ့တဖတဲ့ဝေရှင်သုံးယောက်ရှိသည်။ချိန်တန်ရရောက်တော့အခါဥရွှေအိုးဤအကိုနဲ့အမမိဘများကတက်လျော်အားလူနဲ့အိမ်တောင်ချပေးလိုက်သည် အရင်ကြီးထူထောင်ပေးလိုက်သည်ဥရွှေဟိုကမူသူစိတ်ရှိသည့်အတိုင်းမိဘများကိုဖွင့်ဟပြောကြသည်ကျုံမိမမလို့ခြင်းသေးဦးပြကိုနဲ့အမကပေးတဲ့လောက်ယင်းကြီးကျုပ်ကိုပေးပါကျုပ်တိုးပေါအောင်လှုပ်လှုပ်ခြင်းသေးရဲ့ဥရွှေဟိုစကားကြောင့်မိဘတွေမှာများစွာဝမ်းမြောက်မှုဖြစ်ကြသည်မိဘတွေသာမဟုတ်သေးခင်မင်းယင်းကြီးကမိတ်ဆွေများဆွေမျိုးများကပါဥရွှေဟိုကိုချီးကျူးကြသည်သူအချိန်မှာဥရွှေဟိုတက်သည်20ကြော်ယုံကလေးများသာရှိသေးသည် အရွယ်ကောင်းဆုံးဖြစ်သည် မိဘတွေကဝမ်းမြောက်ဝမ်းသာဖြင့်လူပြိုကိုဖြစ်သောမောင်ရွှေအိုးကိုအိမ်တောင်ချပေးလိုက်သောတားကြီးသမီးကြီးတွေထွက်ပင်ပုတ်ပုတ်မူမူထုတ်ပေးကြသည်ဤသို့ထုတ်ပေးသည်ကိုအကိုနှင့်အမကလည်းညူဆူခြင်းမဖြစ်ချေမောင်ထွေးညီထွေးလေးကအိမ်တောင်မပြုတ်ဘူးပဲမိဘများနဲ့လက်ရည်တစ်ပြည့်နဲ့အလုံးလုံးပေးသည်ဟု၍အချစ်အတနာဘူကသူတို့တဆန်းသေးပင်ဝိုင်းဝန်းထဲ့ပြီးထူထောင်ပေးလိုက်ကြသည်မောင်ရွှေအိုးသည်သူ့စကားအတိုင်းကြိုးကြိုးဆဆဖြင့်အယောင်းဝယ်လုပ်သည် ရောင်ရွယ်မှုမှာလက်မြင်သူတယောက်ဖြစ်သည့်အရှောက်ကုတုကံကလည်းလိုက်ဟန်တူသည်ရောင်ဝယ်သည်။ချောမော၍မျက်စွန်းကြည်သည်ဖြစ်သည်။မောင်ရွှေလို့တော့လောက်ကလူသုံးကိုဖြစ်စီဖြစ်သောအထင်များအတုံးဆောင်များဖြင့်ပဒိန်ဆိုင်တွေကရောင်တိုင်းလောက်ထားသည့်ရွှေတဲကြောက်တဲလက်ဝက်လက်စားများကိုအရောင်ဝယ်ပါသည့်မိုးရသည့်ချိန်မှာမျိုးတက်ပြီးဝယ်ထားလိုက်သည်။ဘိုးရသည်ချိန်ဆိုဒီမှာတောင်သူတောင်သားတွေဖို့အပျော်ပါပွဲလန်းတပင်မရှိသည့်ရှောက်ထဲလိတ်ကုန်ပစ္စည်းများရော ရွှေတဲ့လက်ဝက်လက်စားတွေရောအယောင်ထိုင်သည်ထို့ကြောင့်ပျော်ပွဲရှင်ပွဲများသည့်နွေရာသီစဘာပေါ်ရာသီရောက်တဲ့အခါဈေးမကြည့်ခြင်းထို့အချိန်မှဝယ်လင်းဈေးချိုသည်မောင်ရွှေအိုးကထို့အချိန်မျိုးမှတောင်သူတောင်သားတွေကြိုက်တတ်သည့်ပစ္စည်းတွေကိုဈေးချိုချိုဖြင့်ဝယ်ပြီးတူလောင်ထားသည်ပုတ်ကုံလျှော့ကုံမိမဟုတ်သည့်အပြင်တင်းစီရေဝင်ကျင်းသောပစ္စည်းများဖြစ်သောကြောင့်ဝဲယူတင်းစီထားပြီးလေယာချောင်းမြောင်အလုပ်ကိုတစ်ဖက်ကလှုပ်လိုက်သည် အတီးနံပေါ်၍ငွေရှင်ပြီးပွဲလဲတပင်ရှိလာသောခါဝဲရွှေအိုးသည်သူကုန်ပစ္စည်းတွေအတက်အမျက်ငွေကို စိတ်တိုင်းကြရလိုက်သည်အကျွေးဆိုလင်းစေးတမျိုးလန်ငင်းဆိုလင်းစေးတမျိုး မောင်ရွှေအိုးတို့ပစ္စည်းဥစ္စာတိုးပြီးရင်တိုးရင်ဖြစ်နေသည်ဇီဝအရှာကောင်းသောတားလိမ်မာအတွက် မောင်ရွှေအိုးမိဘတွေမှာမျက်နာပွင့်လာသည် ရွာထဲမှာရောရွာနေချင်းခါရောသမီးရှင်တွေကလာရောက်စီစက်ကြသည် တော်သူဖြူကျော်ကိုတိုင်းကပင်မောင်ရွှေအိုးကိုယူလင်းရွှွန်နေရည်တဲ့မစင်ရပဲကြော့ကြော့ကလေးနေရမည်ကိုစဉ်းစားမိသည့်အလျှောက်မစွတ်ခင်ကညွန့်ကျင်ကြသည်မောင်ရွှေအိုးမိဘတွေကိုတိုင်းကလည်းတင့်လျော်ရနှင့်နေရာချကျင်ကြသည်တို့သောမောင်ရွှေအိုးကမိသူကိုမှယူကျင်သောစိတ်မရှိပေမောင်ရွှေအိုးအကြောင်းပြပုံကကျုပ်တပင်မရှာထားပစ္စည်းတွေကိုမိမကဆင်းနဲ့ထိုင်စားနေမှာပြကျုပ်ကိုတိုင်းတော့မစားရမသုံးရပဲသူစားမှသုံးမှာကျုပ်မတရအောင် မောင်ရွှေအိုးကဤမြလောက်ပုံဝင်ပြောသည်ကိုကြားရသူများကအဆက်ကြောက်ကြီးသောလူပြိုတယောက်ဖြစ်သောကြောင့်သာဟန်လုပ်ပြောသည်ဟုထင်ပြီးအမိဖန်းသောအပြိုကလည်းအမိဖန်းသည်မိဘဖြစ်သူနှင့် အကိုအမများကလည်းတင့်လျှော်သူနှင့်နားချသည်သို့သောမောင်ရွှေအိုးကစိုးပြီးသောစကားကိုမပြင်းချေဥကောင်းကိုသာအတွင်တွင်ခါနေသည် ကြာတော့မိဘကိုယ်တိုင်ကလက်လျှော့ထားလိုက်သည် သူစိတ်ချမ်းသာတယ်လို့သာလွတ်ထားလိုက်ပြီးအကြိုက်မတွေ့သေးခင်သာဤစကားမျိုးပြောခြင်းဖြစ်သည်အကြိုက်တွေလင်မြေသူမသားရမရဟုယူဆကာလွတ်ထားလိုက်ကြတော့သည်မိမယူရင်စိတ်မကူးပဲစီးပွားရေးကိုသာကြိုကြိုဆဆလုပ်နေတော့မောင်ရွှေဦးကိုမိဘတွေကအငယ်ဆုံးအထွေဆုံးဖြစ်ရင်ချစ်ရင်းစွမ်းရှိရမှာအတနာပိုလာကြသည်ထို့ကြောင့်ချမ်းသာသမျှပစ္စည်းအားလုံးမောင်ရွှေဦးလက်ထက်အပ်သည် မောင်ရွှေဦးကပစ္စည်းထိုင်တော့ကင်ဖြစ်နေသည် မောင်ရွှေဦးတော့ကိုင်းဖြစ်နေသည်ကိုအင်းထောင်ချာသွားတော့အချင်းနှစ်ယောက်ကညှို့ညင်သောစကားမဆိုကြချေမိဘနဲ့မခွဲမခွာလက်ရည်သဖြင့်နဲ့လှုပ်လှုပ်နေသည်ကိုလည်းညံ့ညင်ဖြစ်သည်မောင်ရွှေဦးလောက်ကိုင်းရှာဖွေမှုကြောင့်ငွေချေးထုတ်တယ်ဖြစ်နေသည်ကိုလည်းညံ့ညင်ဖြစ်သည်တားမရမရှိသောလူပြုလူလူတစ်ယောက်ဖြစ်သောကြောင့်တော့ကစိတ်မထားပဲအေးအေးပင်နေလိုက်ကြသည်ဤသို့နှင့်ပင် မောင်ရွှေဦးဤအသက်ရွယ်သည်မောင်ရွှေဦးဟုသောဖြစ်မှာကိုရွှေဦးခေါ်ရမည်30ကျော်40တွင်သို့ရောက်လာသည်ဤရွယ်တိုင်အောင်လဲကိုရွှေဦးသည်မိမယူရန်စိတ်မကူးပဲစီးပွားရေးကိုသာလုံ့ပန်းနေသည်အမဲလွန်လာပြီဖြစ်သောမိဘနှစ်ပါးသည်ကတတိအညာကျွေးတလို့တဖြုတ်ဖြုတ်ကျွေးကြသွားပြီဖြစ်သည်မိဘနှစ်ပါးမရှိကြသောအခါဝင်ထုံးစံအတိုင်းအိမ်ထောင်သည်ဖြစ်သောအကိုအမများကအမွေစကားပြောလာကြသည် အကူအမရိကိုရိုင်းနဲ့အားလုံးသောလူတွေစိတ်တယ်ကိုရွှေဦးသည်သူလောက်ကင်ရှာဝေထားခဲ့သောပစ္စည်းတွေကိုဖဲပြီးမိဘအမွေနဲ့ကောင်မူတရားနည်းလမ်းရှိစီတိုင်းခွဲဝေယူလိမ့်မည်ဟုထင်ကြသည်နှစ်ရှည်လာများအိမ်တောင်ခွဲနေကြပြီဖြစ်၍အကူနဲ့အမသည်သူတို့အိမ်တောင်ကြစဉ်မိဘတွေခွဲဝေပေးလိုက်သည့်ပစ္စည်းကိုယူသွားပြီးနောက်မိဘတွေလက်ထဲမှာမိများလောက်ကြံသေးသည့်မြစ်တိပစ္စည်းရှိနေသေးသည်ဟုအမှတ်မှတ်မိကြတော့စီ တို့တော့ဘိုးစဉ်ပေါင်ဆိုင်ချမ်းသာသူများဖြစ်၍ပစ္စည်းတွေတော်တော်များများရှိနေခြင်းကြောင့်ကနှစ်ယောက်လုံးပင်တည်ကြသည်တို့တော့မိဘပစ္စည်းတွေသည်ဤများလောက်သာရှိတော့သည်ဟုစကားဖြင့်ကိုရွှေဦးထုတ်ပြသောပစ္စည်းကိုမြင်လိုက်ကြသောအခါကိုရွှေဦးအကိုနှင့်အမသာမဟုတ်အတိတ်တည်းဖြစ်ရောက်နေကြသောရဲရွာလူကြီးတွေရောဆွေမျိုးတွေရောမယုံနိုင်အောင်အံ့ဩနှံ့ကုန်ကြသည်ကိုရွှေဦးထုတ်ပြသောပစ္စည်းများက မိဘရဲ့ရှိစဉ်ကဝတ်ဆင်ထားသောဟောင်းနှန်းနေပြီဖြစ်သည့်အဝတ်စားအနှဲငယ်နှင့်ရွှေရည်လက်ဝတ်လက်စားငါးချက်သားလားမြတ်တာဖြစ်သည်မိဘတွေပိုင်ဝင်ဟု၍တပြားမှမရှိကြောင်းသူလုံခြုံရှာဖွေခြင်းဝဲတီကိုသာစားတောက်ပြီးတည်ဆုံသွားကြခြင်းဖြစ်ကြောင်းမိဘပိုင်ပစ္စည်းဟု၍ဤအိမ်နှင့်ဤရွှေကလေးဆောင်ကျန်းတော်ကြောင်းမျက်နှာညွတ်ညွတ်ဖြင့်ပြောပြသည်ထို့နောက်ကိုရှိအိုးကဥပဒေစကားပြောလိုက်သည်သည်မြတ်စွာဘုရားတရားတော်မှာခုခေတ်ဥတွေမှာအတုနဲ့အတုလောက်ကင်စာ နာတော့လည်းပြူစုတေတော့လည်းကိုယ့်လက်ထဲမှာဖြစ်သူကိုယ်တာတေသူရဲ့အမွေးနဲ့အားလုံးပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာအများရှိလုံးကြည့်ကြပြီးဖြစ်ပါတယ်။တရားဥပဒေအတိုင်းပြောရမယ်ဆိုရင်အားလုံးမျက်မြင်ဖြစ်တဲ့ဒီအိမ်နဲ့ဒီရွှေကလေးကိုကျွန်တော်သာလည်းတရားဝင်ပိုင်ဆိုင်သူဖြစ်ပါတယ်။ဒါပေမဲ့အကိုနဲ့အမကိုကျွန်တော်အများကြီးထောက်ထားညှာနာပါတယ်။မတရားမလုပ်ပါဘူး။ရဲရွာလူကြီးများဆုံးဖြတ်တော်မူကြတဲ့အတိုင်းကျွန်တော်နာခံပါမယ်။ကိုရွှေကိုပြောသောစကားကအကြောင်းမသိသူတွေအဖို့နတ်လူသားလူခေါ်စိန်မြေစကားမျိုးဖြစ်သည်။ တို့တော့ကိုရွှေရဲ့တပောက်ကိုစော်ကြောမိတော့ရက်ရွာလူကြီးတွေနဲ့တကွာကိုရွှေဦးကြီးအကိုအမသည်အလွန်မင်းအံ့ဩသင့်စွာကိုရွှေဦးမျက်နှာကိုကြောင်ကြည့်နေမိကြသည်သူ့အိမ်အောင်ခွဲသွားချိန်ကအဖေနဲ့မိပစ္စည်းတွေကအများကြီးပါဟဲ့ဒီလောက်ကလေးပဲရှိတော့တယ်ဆိုတာမဟုတ်နိုင်ပါဘူးအကိုဖြစ်သူကပြောသည်အေးညရောင်းဝယ်လုပ်ငန်းလဲဆုံးရှုံးတာမဟုတ်တော့အဖေနဲ့မိပစ္စည်းဟာရုပ်ရော့စာအကြောင်းမရှိပါဘူးမောင်လေးရဲ့ဘယ်ရောက်ကုန်လဲအမဖြစ်သူကမေးသည် အကိုနဲ့အမသည်စိတ်ဆိုးဟန်လည်းမရှိသေးလေးတန်လည်းမမာချေကိုရွှေအိုးကိုကြီးကြီးသားသားပဲမေးမြန်းနေကြသည်။အိုးဗျာခင်ဗျားတို့ကလည်းခင်ဗျားတို့အိမ်ခွဲသွားပြီးမှအဖေနဲ့မေထိုင်စားလာခဲ့ကြနှစ်ပေါင်းပြန်တွက်ကြည့်ပါဦး။ဒါကြောင့်ကျွန်တော်လောက်ကန်ရှာဖွေခဲ့တဲ့ပစ္စည်းတွေကမနှဲဝင်ခုလိုက်လို့ဒီလောက်ကြံနေသေးတာ။ခင်ဗျားတို့လိုအိမ်ခွဲနေပြီးဟုတ်တိပတ်တိမကြွေးပဲထားရင်ဘာမှအောင်ကြံမှာမဟုတ်ဘူး။ကိုရွှေအိုးကချက်ခေါင်းတွေပြီးပြောလိုက်သည်။တို့ကလည်းစီးပွားရေးအဆင်မပြေဖြစ်ပြီးကြက်တဲလို့ဒါပါကွယ်။ ိဘကိုပစ်ထားတာမဟုတ်ပါဘူးပေးနိုင်တဲ့အချိန်တုန်းကမင်းကိုယ်တော်ရင်းနှီးထက်ပေးခဲ့တယ်မဟုတ်လားဝမ်းတော့မဝပဲမဲစွန်းတော့မတင်နိုင်ပါဘူးကွယ်အမဖြစ်သူကဝမ်းနဲ့တမ်းပြင်ပြောသည်အကူဖြစ်သူကမူငါကလည်းလုပ်ငန်းကံကြီးအဆင်မပြေတော့ပစ္စည်းမထုတ်နိုင်ခဲ့ပဲအားစိုက်တာကုညီခဲ့တယ်ဆိုတာအားလုံးသိကြပါတယ်ညီလေးရေပါပဲဖြစ်ဖြစ်မင်းကလက်ရှိဆိုတော့မင်းပြောတဲ့ဥပဒေစကားပဲမှန်ပါတယ်ရာကောင်းစေတဘောမထားတော့ပါဘူး မစေနာရှိလို့ပေးချင်လဲပေးမပေးချင်လဲနေတော့အဆုံးစကားပြောလိုက်သည် အမွေပစ္စည်းကိစ္စမှာကိုရွှေရိုးယူတာမှုမရှိပဲပစ္စည်းတွေကိုကွယ်ဝှက်ထားကြောင်းကမူအကုန်နဲ့အမှသာမဟုတ်အခြားလူတွေကပါစဉ်းစားမိကြသည်သို့တော့ကိုရွှေရိုးအကူပြောသလိုပဲသူကလက်ရှိဖြစ်နေခြင်းပြီကြုံမတရားမလုပ်ပါဘူးဗျာအညီမြခွဲဝေပေးခဲ့မှာပေါ့ကိုရွှေအိုးကပြောပြီးသူ့စိတ်တိုင်းချတံမိုးဖြစ်လိုက်သည် ရွှေကလေးကိုလည်းသူ့ဝယ်ထားတော့ချိန်ငွေကလေးဖြင့်သူ့စိတ်ကြိုက်ချိန်သည်ထို့နောက်သားချင်း၃ယောက်တယောက်တပုံဝေလိုက်သည်တယောက်တပုံဝေလိုက်တော့အိမ်တန်ဖိုးနှင့်ရွှေကလေးမှာမဖြစ်စလောက်ကလေးများသာရှိတော့ကြောင်းကလေးတွေများပြီးတက်တဲဆင်းရဲချာချာတော့အခုနဲ့မှဒီကိုရွှေဦးစိတ်ကြိုက်တန်ဖိုးဖြတ်ပြီးတော့ဝေစုအတွက်မျက်ရည်ပင်ကြာကြာသည်မင်းပြောတဲ့ဥပဒေတိုင်းအားလုံးကိုမင်းပဲယူပါတော့ တို့မစားတတ်တဲ့ပစ္စည်းကိုမယူကျင်တော့ပါဘူးဟူသောစကားကိုအကိုနှစ်အမကနှစ်ယောက်စလုံးဝမ်းနေကကိုရွှေအိုးကိုပြန်ပေးလိုက်ကြသည်အိမ်တမိုးကိုဖျက်ပြီးကိုရွှေအိုးကသူ့ပင် MU ပြောတဲ့အခါအိမ်တုံးအိမ်တမိုးအတွက်သုံးပုံပုံသားတော့ငွေကလေးနဲ့တချစ်သားကြကြောများတာရှိသောရွှေပုံကလေးသုံးပုံကိုအကိုနှစ်အမစကားဆုံးမှာကိုရွှေအိုးကလက်တွတ်တွတ်ဖြင့်ကောက်ယူလိုက်သည် အတိတ်တည်းဖြစ်ရောက်လာကြတော့ရဲရွာလူကြီးတွေပဲကိုရွှေအိုးပြုတ်မှုပုံကိုအံ့ဩခြင်းစိတ်မကောင်းခြင်းဖြစ်ကုန်ကြသည်အမွေကိစ္စအတွက်ရောက်လာကြတဲ့ရဲရွာလူကြီးတွေကိုအားလဲနာကျေးဇူးလဲတက်ပါတယ်ကျုပ်ကဝင်ပြီးအမုန်းခံပြောတဲ့အလိုမျိုးတော့မလုပ်ကြပါနဲ့ခင်ဗျာသူစေနာရှောက်ရှိပါစေတော့ပူတော်စကားမျိုးကိုစိတ်မကောင်းခြင်းဝမ်းနည်းခြင်းဖြင့်တောင်းပန်စကားပြောလိုက်တော့အကိုနဲ့မစကားကြောင့်ကိုရွှေအိုးအပြစ်မှုကိုရွန်ရှာဆက်ဆုပ်ကြတော့လူကြီးတွေလည်းဘာစကားမှမပြောကြပဲပြန်ကုန်ကြလေစီ အကိုတော်အမတော်ရရွာလူကြီးတော်မြေသူမျက်နှာမှမထောက်ပဲသူ့စိတ်ကြမ်းကြလှုပ်ချင်တာကိုလှုပ်လိုက်ရပြီဖြစ်တော့ကိုရွှေအိုးကလူရှင်းသွားစီနဲ့တပြိုင်နက်အိမ်တကားကိုလုံလုံပိတ်ကရွှေနှင့်ငွေတွေကိုတင်လိုက်သည်ကိုရွှေအိုးဟုခေါ်ရမည့်အသက်ရွယ်မှာဥရွှေအိုးဟုခေါ်ရမည့်အသက်ရွယ်ဖြစ်တော့40ကျော်50တင်ရောက်လာနေပြီဖြစ်တော့လေဥရွှေအိုးကအချိုးမပြောင်းမူးမပြတ်ပဲဤပုံစံတိုင်းသာသွားနေသည် ရရေးရွာရေးတာမှုနာမှုတွေဟော ကုသိုလ်ကောင်းမှုဘက်မှရောငွေကြေးတပြားမှထုတ်ခြင်းလှူခြင်းမပြုခြင်းရုပ်စွာအဆုံးရွာဥဖုံးတော်ကြီးအကြောင်းကိုပင်လှူစရာဝတ္ထုပစ္စည်းတစ်ကြိမ်တစ်ခါမှမသွားဘူးခြင်းတခြားသူတွေလှူကြကျွေးမွေးကြ၍ဖိတ်ကြားသောအခါတွင်ကဥရွှေရိုးတို့စောစောရောက်နေတတ်သည်တုံမာသာကောင်းကောင်းမွန်မွန်ဝါဝါလင်းလင်းစားရမည်နောက်ကြနေလေအကျွင်းကြံကိုမဝတဝစားမိဖြစ်ကြောင်းဥွှေကိုစဉ်းစားမိရှာသည်တီလူကိုတော့စကားနဲ့ထက်မပြောပါနဲ့တော့ကိုယ်ရဲ့ စည်စနာတသားတရားနဲလိုက်ပုံကတော့သူ့ပစ္စည်းကိုမရစားမှာဆိုလို့မရတော့မီဝဲနေရလို့ကန်းကုန်ရောအလုံးကပေးမဲ့လွတ်ထားလိုက်ကြသည်ရက်ရွာတာမှုနာမှုကိစ္စမှာရောရွာချောင်းကကထိန်ခင်အလူဒါနာကိစ္စမှာရောဥွှေအိုးကိုပေးဖယ်ထားကြသည်သို့တော့ဥွှေအိုးဝမ်းမနေပါသူပစံမထက်ရရင်ပြီးရောကျဉ်နဲ့နေသည်ရှက်ချင်းဝမ်းနေခြင်းမဖြစ်လူတန်းကျွေးမွေးသည့်ခါသူ့ကိုဖိတ်ကြားလင်သူဝမ်းတာသည် သူ့အိမ်မှာသူရုပ်သီးတောင်းနဲ့စားနဲ့စားပြီးအငတ်ခံနေရသမျှအတိုးချပြီးမရှောက်မကြောက်စားသည်တကားကြီးတင်ပိတ်တာဖြစ်လိမ့်မယ်နော်ဖုံးတော်ကြီးစကားကိုပဲပိတ်တာမကလို့ဘာကြီးပဲဖြစ်ဖြစ်ကိုတော့တပီးတော့အပင်မန်းကန်ရှာလိုက်ပစ်စစ်ကိုဘသူမှစေနာမရှိဆိုင်ပြောင်းပြောင်းပင်လျှောက်ထားလိုက်သည်ဥရွှေဦးသည်အသက်90နှစ်နီးလာသည့်အချိန်မှစားပြီးငွေတို့ချီချင်းစပားပိတ်ချီချင်းရွှေငွေပစ္စည်းအပောင်ခံခြင်းအလုပ်တွေကိုမလုပ်တော့ခြင်းငွေကြီးကုန်ကြမှာစွရင်တော့ကြောင့် အစားအသောက်ကိုချွေတာလုံးတော့ဥွှေအိုးသည်တန်ဆွမ်းတန်တလောက်မတန်ဆွမ်းတော့ပဲအာအင်နေပါနေသည်အိမ်မှာလဲကျွေးရပေးရမိကိုစွန့်ရင်လုံးတော့ကြောက်လက်တို့လက်တောင်းခိုင်းစီရန်လူဘိုးတွေကိုမိဘတွေတည်ဆုံးသည့်အချိန်ကမှမထားတော့ပဲတကူရင်းနေလာခဲ့သည်ပေါ်မရှိအာအင်မရှိဖြစ်နေတော့ဥွှေအိုးသည်သူ့အိမ်မှာလူဝင်လူထွက်မရှုပ်စေချင်တော့ပဲငါနေရတယောက်တည်းပစ္စည်းပေါင်ဟန်လို့လို့ဝေချီဟန်လို့လို့ ਨੇ အိမ်ထဲဝင်ပြီးငါ့ကိုတားထောက်လို့ဝိုင်းမခတ်ပါလား ငါပင်မခံပြီးစူတောင်းခဲ့ရတဲ့ဥစ္စာတွေဆုံးရှုံးကုန်ရင်ဘယ်လိုလုပ်မလဲအတွေးတွေကြောင့်ဝေကြီးတိုးပွားစေတဲ့လုပ်ငန်းကြီးကိုအဆက်ဖြတ်လိုက်ခြင်းဖြစ်သည်တယောက်တည်းနေခြင်းဖြင့်မူမဲ့နေလေညီမကောင်းဖြစ်နေလေကုညီနိုင်အောင်အဖို့တယောက်လောက်ရှိမှကောင်းပြီဖြစ်ကြောင်းတိုက်တွန်းကြည့်ကြသည်တိုးတော်ဥရွှေအိုကခါခါတီတီညင်သည်ဥရွှေအိုကဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးမထောက်မညာရရဆက်ဆက်လှုပ်တော်လဲအမဖြစ်သူသည် မောင်ရင်းချဖြစ်သည့်အရှောက်တန်ရောစင်တွေ့တာရှာသည် ချက်ပြုတ်ခြင်းဝေပြုစုရန်သူတမီးတယောက်ကိုခေါ်ထားပါဟုစေတနာဖြစ်ပြောကြည့်ကိုဥွှေအိုယူဆတယ်။ငါဥစ္စာတွေကိုချော့တောင်းမလို့လား။ငါမတိအောင်ခိုးယူမလို့လား။တနည်းနည်းနဲ့ငါဥစ္စာကိုမျှော်မှန်းတာကိုတေချာပါတယ်။ဟူသောအတွေ့ဖြင့်အဖို့မလို့ကြောင်းတင်းတင်းမာမာပြောခဲ့သည်။စုတ်ချညှိုးနှွမ်းနေသောအနေတိုင်းညံပြင်းသောအစာကိုသာစားခြင်းဖြင့်ကိရိယာနေထိုင်တော်ညာလဲ ဥရွှေအိုမှာပြီးပါလက်ထက်ကပစ္စည်းတွေရောသူကိုယ်ရန်ရှောက်ပွေလုတ်ကင်ထားသောပစ္စည်းတွေပါအမြောင်များရှိနေသည်ကိုကတိတာတိစေမမြင်စေနှစ်ဟုသောစကားကိုလူပိုင်းကသိနေကြသည်ဥရွှေအိုမှာရွှေငွေတွေမြောင်များရှိနေသည်ကိုလူပိုင်းကသိနေတော့လဲဥရွှေအို၏လက်သုံးစကားမှာကလူတွေကမတရားထင်နေကြတာပါဒါလောက်ငါချမ်းသာနေရင်တခိုးတည်းများကြောက်နေရလို့ကြောက်တဲ့ဘက်မှာနေရဲမှာလေဘာမှမရှိလို့သာနေရဲတာပေါ့စကားကိုသာတွင်တွင်ပြောနေသည် ူပြောတော့စကားနဲ့သူ့နေပုံထိုင်ပုံကလည်းကိုက်ညီသည်ဥွှေကိုအသက်50ပြည့်သည့်နှစ်လောက်ကစားပြီးဥွှေကိုဒီရခင်ကလိုစိုးရင်ကြီးစွာကြောက်ကြောက်လန့်လန့်မရှိတော့စေတကယ်စင်ရန်နွမ်းပါသူတွေလိုပင်စိုးရင်ကြောက်ကြမဲစွာသွားလို့တော့နေရာကိုအချိန်မရေးသွားနေတတ်သည်တနေ့ကုန်တနေ့ကန်တော်ရဲကိုထွင်းခွေရင်းရခုသွားနေတတ်သည်ဓမောင်းနဲ့ဓမားနဲ့ပေါတူးတစ်ဖက်နဲ့ ထင်းနဲ့ရင်းရထွက်စရာတောင်းကတစ်ဖက်ထန်းကပစိုးအဆုပ်ဥကောင်းပေါင်းပြီးဥရွှေကိုတော်ရန်သွားရန်ထွက်လာသည်ဆိုလျှင်အချို့ပြောမနာဆိုမနာရွေတူဘိုးကြီးတွေကမောင်ရွှေအိုးရေအိမ်ကိုပြေးပြီးတောကိုကြီးမသွားနဲ့လေအိမ်မှာရှိတဲ့ရွှေတွေငွေတွေတခိုးခိုးကုန်လိမ့်မယ်အေးကွာတခိုးဖြစ်ဖြစ်တကမန်းဖြစ်ဖြစ်လှုပ်ရှင်တာလှုပ်စမ်းပါငါ့မှာရွှေဆိုလို့မူးလို့ဆူရတာမှမရှိရအေးစေးဘောကခြံထားတဲ့ငွေလေးမဖြစ်စလောက်တော့ရှိလေရတုံးလုံးလေးခက်နေမှာပေါ့အတုံးရဲ့ပဲတော်ရဲ့ထွက်ပြီးဟင်းရွက်ခူးစားနေရတာအားလုံးအမြင်မဟုတ်လား ဥရွှေအိုးကတနားစပွဲပြန်ပြောတတ်သည်ထို့သောရာသူရွာသားတွေရောဥရွှေအိုး၏အကိုရောအမရောအိုးပြစ်အိမ်ပြစ်တော်ရဲကိုကြီးသွားနေတော့ဥရွှေအိုးကိုမျက်မြင်ဖြစ်ကြသည့်အရှောင်သူပြောသည့်အတိုင်းအဟုတ်တကယ်များမွေးနေရော့သလားဟုပင်ထင်နေကြသည်တော်ရဲကိုကြီးသွားနေတော့ဥရွှေအိုးသည်ကြာတော့ရွာကိုပင်ပြတ်မလာတော့ခြင်းတရက်နှစ်ရက်ပြောင်းနေ၍ရာကရုတ်တရက်မတိကြခြင်း၄-၅ရက်လောက်ကြာတော့အခါဥရွှေအိုးတယောက်အိမ်မှာမရှိကြောင်းသိကြရသည် ကြော်ရဲသွားရင်ဝေခိုက်ခံရ၍တည်နေသလားမူးမေလဲ၍ပြိုနေသလားဘေးရန်တစ်ခုတွေ့ပြီးမပြန်မဲဖြစ်နေသလားစသဖြင့်တွေးကြစဉ်းစားကြကဥွှေအိုးဤအကုန်နှင့်အမအပါဝင်ရာသူရွာသားတွေလူစုပြီးတော်ရဲထွက်ရှာကြသည်ရာသူရွာသားတွေထင်းကွင်းဟင်းရက်ကူတွားလေးတွားထားချီတော်နေရာတွေမှာကဥွှေအိုးဤအရေးအယံကိုပင်မတွေ့မမြင်ကြရခြင်းငါမောင်လေးကိုကြားများချွဲသားသလားမသိဘူးဟဲ့ မတွေ့သောအခါဥရွှေအမကစိုးရိမ်ပူပန်စွာငိုရှာသည်တို့နှစ်ပင်တဖြည်းဖြည်းတောထက်တိုးစီချက်တိုးပြီးရှာကြသောအခါဥရွှေအုပ်ကိုတွေ့ကြသည်တွေ့သောနေရာကတောအတွင်းဘက်တော်တော်တိုးသွားမှတောင်ကုန်းလေးတစ်ခုအချိန်မှတွေ့ရခြင်းဖြစ်သည်သူတောင်ကုန်းလေးသည်များစွာမြင်လာသည်မဟုတ်ပဲတောင်ကမှုတသားများရှိပြီးကုန်းထိပ်တွင်ပြိုပြက်နေသောရှေးအောင်စီဒီအိုတစုရှိနေသည်တော်ချုံတွင်စူးပင်တွင် အမျိုးပြင်မသိသောတစ်ပင်တွင်ထူထပ်လာသည့်ပြင်ပုံမွားအန်ဒီရဲ့စိုးရိမ်ရသောကြောင့် စီဒီအိုရှိရာတောင်ကုန်းထိပ်ပေါ်ကိုမြေသူများမတက်ကြခြင်းတောင်ကုန်းအခြေကိုလည်းဘူးမှမသွားကြပဲကိုင်းဆောင်ထားခဲ့ကြည်တောင်ကုန်းဖြစ်သည်အရှာဖွေရောက်လာကြတော့လူအုပ်တီတောင်ကုန်းအခြေနေကိုကတ်မိတော့ခါတဲငါတိုင်နန်းပွင့်မှတိုက်ဆရာရေတေးပြီးပြင်ကြပြီရော့ကျင်းမောင်းတန်တဲ့အတူလက်တစ်ဖက်ကတမာကြီးလက်တစ်ဖက်တွင်လှန်ကိုကင်ကခြုံရွေချာမှဘာကနေထွက်လာတော့ဥွှေအုပ်ကိုတွေ့ကြရသည်မောင်ချွေးဥွှေမောင်လေးညီလေးအတန်တွေထက်လာခြင်းက အတန်တွေထွက်လာလင်ကစားဥွှေအိုကဘာကိုမှတိဟန်ချဟန်မတူတော့ပဲတိုက်စရာတွေတေကြဟေးလူအုပ်တဲကိုအတင်းစို့ဝင်လာသည်ဖယ်ကြဟေးရှောင်းကြဟေးစုပ်ကြဟေးရုတ်တရက်ကြောင်နေတော့လူတွေကြီးလဲတယောက်ကိုတယောက်လှည့်မြန်းစွာအဟဲ့တတိပေးပြီးဥရွှေအိုးနဲ့လှုပ်အောင်ပြေးချရှောင်ကြရသည်ဥရွှေအိုးကအသင်းသာလိုက်ပြီးရံမှုနေတော့ကြောင်ရှေ့မှအယောင်ပြသူကပြားပြီးနောက်မှဝင်သူကဝင်ကဖမ်းဆီးချုပ်ခိုင်းကြရသည် ဥွှေအိုးကိုတကြီးချာချာချုပ်မိကင်မိ၍စူဆတ်မေးမြန်းကြည့်မိသောအခါဥွှေအိုးတယောက်ပုံမှန်စိတ်မဟုတ်ပဲယူးနေပြီဖြစ်ကြောင်းသိကြရသည်နန်တို့တိုက်ဆရာဆုပ်တွင်ငါတိုင်နာအောင်ဖွင့်လို့ရမလားဒါစကြာနဲ့ခုတ်တက်ပြင်မယ်လန်စကြာနဲ့ထိုးတက်မယ်ဟူသောစကားတွေကိုသာအဆက်မပြတ်ရေရွနေတော်သည်ရွာကိုပြန်ခေါ်လာပြီးအကိုနဲ့အမကဈေးဝါကူတာပြုစုပြေတော်လဲဥွှေအိုးကပြန်ကောင်းမလာတော့လေငါပစ္စည်းတွေငါပစ္စည်းတွေဘယ်သူမှမစားရအောင်ဘယ်သူမှမယူရအောင်ငါပစ္စည်းတွေ စကားတွေကိုပဲတွတ်တူရေရွတ်နေသည်ငါဥစ္စာတွေကိုငါပြန်ဆောက်ကြည့်ရမယ်ငါ့ကိုလွတ်ကြအော်ဟစ်နေသည်ဘာမှကြွေးလို့လည်းမစားဤတိုင်းထားရင်တရော့မြူတွေကလှပိလိုက်သည်နဲ့တပြိုင်နက်ဥရွှေဦးသည်စိတ်ဆောင်သောလှည့်မြန်ခြင်းဖြင့်တော်ရဲကိုတဟုံတို့ဝင်ပြေးလေတော်သည်သို့သောသူသွားချင်လွန်းသောသူရောက်ချင်လွန်းသောသူနေချင်လွန်းသောတော်ရဲကတောင်ကုန်းငယ်ထိမရောက်နိုင်ရှာတော့ပဲလမ်းမှာပဲအပြက်ပြီးမတ်တက်လေကတေပွဲဝင်သွားရှာလေတော်သည် ိုးတောင်ကောင်းလေးမှာသူ့ပစ္စည်းတွေမြောက်ထားနေမှာပေါ့နော်ဖဖွာမခင်ရွှေကမေးလိုက်သည်ဟုတ်တိုင်စရာတော့ရှိရဲ့ဆရာမလေးရဲ့သူ့အိမ်မှာဘာပစ္စည်းမှရှာမတွေ့ဘူးလေသူတပင်တမန်လောက်ကန်ရှာပွေတဲ့ပစ္စည်းတွေရောမယုံမဖြောက်ကွဲဝတ်ထားတဲ့အမွေပစ္စည်းတွေရောသူ့စီငွေချေးပြီးပြန်ဆက်တဲ့လူတွေဆိုရင်ငွေစက်ကူဆက်တဲ့လူကိုအတိုးမလျှော့ဘူးငွေရင်းကဆက်တဲ့လူကိုအတိုးလျှော့တာကြောင့်ငွေချေးတဲ့လူတွေကငွေရင်းကတွေပဲပြန်ဆက်ခဲ့ကြတာနေတာမှမဟုတ်တာ သူတေမလူတွေကစဉ်းစားမိကြတာကိုသူမွေးကြင်အောင်စားအောင်ပြီးတော်ရဲဟင်းရွက်ခူးကြီးထွက်နေတာတကယ်တော့သူ့ပစ္စည်းတွေတွားဖွက်နေတယ်ဆိုတာအခုမှတွေးမိကြတယ်လေသူ့ကိုနဲ့အမကတွားမရှာကြဘူးလားရှာဖို့စူးစမ်းကြသေးရဲ့ကွဒါပေမဲ့ခတ်တာကတလောက်ပုံမထူရဲ့တန်ကုန်းမှာဘယ်နေရာမှာမြုပ်ထားတယ်ဆိုတာတင်တလောက်မှန်းဆလောက်တဲ့နေရာတစ်ခုမှရှာမတွေ့ဘူးသူကအကြံသမားဆိုတော့ဘယ်အချိန်ဘယ်ကာလကတွားမြုပ်ထားမှမသိတာ တောချုံတစ်ပင်စုပင်တွေကနေသားတခြားဖြစ်ကုန်ပြီပဲဟာတောင်ကုန်းတစ်ခုလုံးမြေလံဘုတ်ကလည်းမဖြစ်နိုင်ဘူးမဟုတ်လားဖွားရုပ်စေကျော်တက်ကဖြစ်ခဲ့တဲ့အကြောင်းအရာပဲအခုဆိုရင်နှစ်ပေါင်း80တတီတောင်ကြော်ခဲ့ပြီလေဘွားကြီးစကားကြောင့်မခင်ရွှေကအကျိုးမဲ့ပြောက်ွယ်ခဲ့တဲ့ဥရွှေအိုးရဲ့ပစ္စည်းတွေကိုရလိုက်ရင်ဤရွာကလေးမှာစာတင်ချောင်းကိုလည်းလုံခြုံခံခိုင်အောင်စောင့်နိုင်ပြီးကျွေးရစာတင်ခန်းတွေလည်းဖွင့်နိုင်ပြီးရွာလန်းတွေကိုလည်းပြင်နိုင်ပြီးပစ္စည်းတွေရအောင်အစိုးရထံ တောင်ကုန်းတစ်ခုလုံးမိုင်းခွဲရှာရင်အကြံပေးတော့ကောင်းပြီလားဟုထင်မိထင်ရတွေးကစိတ်ကူးရင်နေမိလိုက်သည်ရေပြိုင်ဇလန်းတွေကကုံခါပြီလားဖဖွာစိတ်ကူးရင်နေရာမှာမခင်ရွှေကမေးလိုက်သည် မကုံသေးဘူးတော့အများကြီးရှိသေးရဲ့ဆရာမလေးနားထောင်ခြင်းသေးရင်ပြောရတာပေါ့ဖွာကြီးကဖြေသည် ကျမကတော့အမြဲတမ်းနားထောင်ခြင်းနေတာပါဖဖွာ1985ခုနှစ်ဖေဖော်ဝါရီ တွေးတောင်မကဆင် ရေပြာအိမ်မှာ of the you ဆိုတဲ့ဇလံလေးကတော့ဒီလောက်ပါပဲဒီဇလံလေးက1985ခုနှစ်တွေးတောက်မဂ္ဂဇင်းဖေဗူလာမှာပါခဲ့တဲ့ဇလံလေးပါ85ဆိုတော့ကျွန်တော်တို့ရောမမွေးရဘူးเนาะတော်တော်ကြာလာပြီနောက်ရက်တင်ဆက်ပေးမယ့်ဇလံလေးကတော့ရေပြာအိမ်မှာတလုံးရှင်ဆိုတဲ့ဇလံလေးဖြစ်ပါတယ်ရေပြာအိမ်မှာ of the you ဆိုတဲ့ဇလံလေးကိုနာတော်သားစင်နဲ့အရောက်စီတိုင်းအရောက်စီတိုင်းကျမ်းမှချမ်းသာကြပါစေလို့ကျွန်တော်ကဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ